ထိုင်းနိုင်ငံမှာလွန်ခဲ့တဲ့သတင်းပတ်အတွင်း COVID-19 ကူးစက်ခံရသူ3330ဝက်ထိရှိခဲ့ပြီးဘန်ကောက်မြို့မှာကူးစက်ခံရသူ6000ထက်မနည်းရှိကြောင်းရောဂါထိန်းချုပ်ရေးဌာနကထုတ်ပြန်ထားပါတယ်။မေ17ရက်ကနေ18ရက်အထိ COVID-19 ကူးစက်ခံရသူ3330ဦးရှိပြီးအစောပိုင်းသတင်းပတ်မှာကူးစက်ခံရသူ16000ရှိတဲ့အတွက်နှစ်ဆမြင့်တက်လာတာဖြစ်ပါတယ်။ စုခိုထိုင်းနဲ့ကချနာပူရီတို့မှာကိုဗစ်ရောဂါကြောင့်သေဆုံးသူ9ဦးရှိပြီးဆေးရုံတရကုသမှုခံယူသူ1918ဦးရှိတယ်လို့ဆိုပါရယ်။ဘန်ကောက်မှာလူနာအများဆုံးဖြစ်ပြီးလူနာ6290ဦးရှိကချွန်ဘိုရီမှာ2583ဦး၊ရာရောင်းမှာ1680ဦး၊နော်တာဘိုရီမှာ1482ဦးနဲ့ဆာမော့ပရခန်းမှာ1442ဦးလို့ဖြစ်ပါရယ်။ကုသခံရသူအများစုဟာအသက်30ကနေ39နှစ်အရွယ်တွေဖြစ်ကြပါရယ်။ ကိုဗစ် -19 ကူးစက်မှုအခြေအနေဟာမစိုးရိမ်ရကြောင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကိုချိုလာလောင်ကွန်တက်ကတော့စေဘဆိုင်ရာမဟာဌာနကတီရာဝရာနတရာရက်ကစန့်ကျင်ပြောကြားခဲ့ပါတယ်။ကိုဗစ် -19 ကူးစက်ခံရသူအရေအတွက်ဟာသတင်းပတ်၁၇ဘက်ဇက်တိုက်တဖြည်းဖြည်းမြင့်တက်လာတယ်လို့၎င်းကဆိုပါတယ်။ အခြေအနေကဒီတိုင်းဆက်ဖြစ်နေမယ်ဆိုရင်လာမယ့်သတင်းပတ်မှာကိုဆက်ခံရသူအရေအတွက်နှစ်ဆတိုးလာပါလိမ့်မယ်။ကိုဆက်မှုတွေကအချိန်ကြာရှည်မှဖြစ်ပြီးအခု၃လထက်မနည်းအချိန်မှကိုဆက်မှုအများဆုံးဖြစ်ပါတယ်လို့ဒေါက်တာတီရာကဆိုပါတယ်။ MSD အနေနဲ့စေယုံတွေကလူနာတွေအထူးသဖြင့်ဝေကင်းစားကနေအသက်၄နှစ်အရွယ်ကလေးတွေတက်ကြီးရွယ်အိုတွေအိယာပေါ်လဲလျောင်းနေရတဲ့လူနာတွေနဲ့ နာတာရှည်ယောဂခံစားနေရသူတွေကိုကုသပေးဖို့ဆရာဝန်တွေဆေးဝါးတွေကာကွယ်ဆေးတွေနဲ့ကုတင်တွေအပါဝင်အသုံးဆောင်တွေကိုပြင်ဆင်ထားကြဖို့ညွှန်ကြားထားပါတယ်လူတွေကိုလည်းဖျားနာတာချောင်းဆိုတာလေချောင်းနာတာဒါမှမဟုတ်မောဟိုက်တာလိုမျိုးယောဂလက္ခဏာတွေခံစားရပါကနှာခေါင်းစည်းတက်ဆင်ဖို့နဲ့ ATK စစ်ဆေးတဲ့ကိရိယာကိုချက်ချင်းအသုံးပြုဖို့အကြံပေးထားပါတယ် လူတွေအနေနဲ့ BMA ဒေါက်တာ application ကနေတဆင့်တယ်လီဖုန်းနဲ့ဈေးကူတောင်းမှုခံယူတဲ့ဝန်ဆောင်မှုကိုရယူနိုင်ပြီးကျန်းမာရေးနဲ့ပတ်သက်ပြီးစိုးရိမ်ဝဲကိစ္စတစုံတရာရှိလာပါက MSD hotline 1646ကိုဆက်သွယ်ဖို့တိုက်တွန်းထားပါတယ်။